ားလုံးပဲမင်္ဂလာပါရှင်။ရောပရိသတ် channel မှာကြိုဆိုလိုက်ပါရစေ။ဆရာတော်အရှင်ဆန္ဒအဓိကရွှေပါရမီတော်ရရဲ့ငင်းအီသောဘဝပိုင်ရှင်ဆိုတဲ့စာအုပ်လေးရဲ့ဇက်သိမ်းပိုင်းကိုဆက်လက်ဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်။ငင်းအီသောဘဝပိုင်ရှင်အပိုင်း30ထုံနောင်ခွေဆုံးအောင်ဖြေပါတော့ငင်းအီသောဘဝပိုင်ရှင်ဖြစ်ဖို့အတွက်နောက်ရည်သွေးတစ်ခုကတော့ ဘဝအထုံးဖွဲ့ကင်းရှင်းခြင်းဆိုတဲ့အရေးသွေးပါပဲလူတယောက်သေဆုံးပြီးတဲ့နောက်ဘဝတန်ရာခရီးမပြီးဆုံးသေးပဲဘဝအသစ်ထက်ဖြစ်ရတာဟာတဏဆိုတဲ့အထုံးအဖွဲ့ကြောင့်မှာဘဝတစ်ခုဟာကျိုးတစ်ချောင်းဖြစ်ခဲ့မယ်ဆိုရင်ကျိုးတစ်ချောင်းနဲ့တစ်ချောင်းအဆက်မပြတ်အောင်ချီနှောင်ထုံးဖွဲ့ပေးတဲ့အရာဟာတဏပါပဲတဏကထုံးဖွဲ့ပေးလို့ဘဝတစ်ခုကျိုးတစားနဲ့မပြီးဆုံးပဲဘဝအသစ်တစ်ခု ျိုးအစ်စ်တစဘဝအစ်စ်များစွာကျိုးအစ်စ်များစွာနဲ့တန်နီယာခီးကြီးရှေလျားထွေပြားစွာနေရခြင်းဖြစ်ပါတယ်ဘဝတစ်ခုရဲ့အဆုံးမှာသာတဏအထုံးဖွဲ့မရှိခဲ့ရင်ဘဝအစ်စ်ကျိုးအစ်စ်ဆက်เสียမလို့တော့ဘူးပေါ့ပဂရိကျိုးတစ်ချောင်းရဲ့အဆုံးကိုနောက်ကျိုးတစ်ချောင်းနဲ့ထုံးဖွဲ့ချီဆက်ပေးလိုက်ရင်ကျိုးမဆုံးတော့ပဲကျိုးရှည်လာပါတယ်ဒုတိယဆက်ကျိုးရဲ့အဆုံးကိုတတိယကျိုးနဲ့ တတိယဆက်ကျိုးရဲ့အဆုံးကို စတုထကျိုးနဲ့စသည်အားဖြင့်ကျိုးတစ်ချောင်းကျိုးတစ်ချောင်းရဲ့အဆုံးတိုင်းကို နောက်နောက်ကျိုးတွေနဲ့ထုံးဖွဲ့ပေးလိုက်ရင်ကျိုးဆက်ရှည်လျားလာပြီးအထုံးအဖွဲ့ မဆုံးမချင်းကျိုးလည်းမဆုံးနိုင်အောင်ဖြစ်ရပါတယ်။ဘဝတစ်ခုအဆုံးသက်တိုင်းနောက်ဘဝအသစ်တစ်ခုကိုလှမ်းမြော်ကုတ်တွေတဲ့တဏှာရှိနေအောင်မယ်ဆိုရင်ဘဝအသစ်အသစ်တွေထပ်ဖြစ်နေအောင်မှာပါပဲ။ဘဝတန်ရာကျိုးတွေ ရှီလျားနေအောင်မှာပါပဲဘဝတစ်ခုနဲ့တစ်ခုကို ထုံးဖွဲ့ဆက်ဆက်ပေးတဲ့တဏှာကလည်းဂျဟန္တာပုပ်ကိုမှတပါလူသားတိုင်းတတ္တဝါတိုင်းမှာ ရှိနေပါတယ်ဒါကြောင့်ပုထုဇဉ်ပုပ်ကိုတွေသေလဲဘဝခီးဆက်ရပါအောင်မယ်သောတာပန်တဂထာကံအနာကံအရိယာပုပ်ကိုတွေသေလဲဘဝခီးဆက်ရပါအောင်မယ်ဘဝအစ်ထပ်ဖြစ်ဖို့တေချာနေတဲ့လူတယောက် ဘဝတန်နီယာခရီးဆက်လျှောက်ဖို့အလားအလာရှိနေသေးတဲ့လူတယောက်ရဲ့ဘဝဟာဒင်းပြည့်ကြက်ပြည့်ငြိမ်းအေးသောဘဝမဖြစ်သေးပါဘူးဘဝမပြတ်သေးဘူးလို့သိနေတဲ့လူတယောက်ရဲ့စိတ်ဟာ အပြည့်အဝငြိမ်းအေးတဲ့စိတ်မဖြစ်သေးပါဘူးဘဝတစ်ခုနဲ့တစ်ခုကိုချီနှောင်ဆက်ဆက်ပေးတဲ့တဏအထုံးဖွဲ့ကိုအကျွင်းမဲ့ပယ်သက်လိုက်နိုင်ပြီဆိုရင်တော့ရှေ့ဆက်ရမယ့်ဘဝတန်ရာခရီးအလားအလာမရှိတော့တဲ့အတွက် ငြိမ်းအေးသောဘဝပိုင်ရှင်ဖြစ်ပါပြီ။ဆရာဆရာလို့မခေါ်ပါနဲ့။ငြိမ်းအေးသောဘဝပိုင်ရှင်ဖြစ်ဖို့အတွက် နောက်အရေးသွေးတစ်ခုကတော့ကိလေသာကိုရှေ့တန်းမတင်ခြင်းသို့မဟုတ်ကိလေသာကိုဆရာမတင်ခြင်း ဆိုတဲ့အရေးသွေးပါပဲ။ကိလေသာကိုရှေ့တန်းတင်တယ်ဆိုတာဘေးအယုံနဲ့ကြုံလိုက်ကြုံလိုက်ကိလေသာတစ်ခုမဟုတ်တစ်ခု ဖြစ်တာကို ဆိုလိုပါတယ်။အယုံတစ်ခုခုကိုကြုံတွေ့လိုက်ရလို့ ကိုယ်စိတ်အစင်မှာကိလေသာတစ်ခုခုဖြစ်သွားတာဟာကိလေသာကို ရှေ့တန်းတင်လိုက်တာပါပဲ။တနည်းအားဖြင့်ပြောရရင်တော့ကိလေသာကိုဆရာတင်လိုက်တာပါပဲ။အာယုံတစ်ခုနဲ့တွေ့လို့ကိုယ်စိတ်မှာလောဘဖြစ်သွားပြီဆိုရင်လောဘကိလေသာကို ကိုကဆရာတင်လိုက်တာပါပဲ။လောဘကကိုယ့်ရဲ့ဆရာဖြစ်သွားပြီ။ကိုကလောဘရဲ့တပည့်ဖြစ်သွားပြီ။အာယုံတစ်ခုနဲ့တွေ့လို့ကိုယ်စိတ်မှာဒေါသဖြစ်သွားပြီဆိုရင်ဒေါသကိလေသာကိုကိုကဆရာတင်လိုက်တာပါပဲ။ ဒေါသကကိုယ့်ရဲ့ဆရာဖြစ်သွားပြီ ကိုကဒေါသရဲ့တပည့်ဖြစ်သွားပြီအဲ့လိုအားဖြင့်ကိလေသာတစ်ခုဖြစ်တိုင်းအဲ့ဒီကိလေသာကို ကိုကဆရာတင်လိုက်ရတာပါပဲကိုကိုကိုကိလေသာရဲ့တပည့်ခံလိုက်ရတာပါပဲကိလေသာကို ကိုကောင်းမော်ဥထိတ်တင်ပြီးကိုကိုွယ်သလိုဖြစ်သွားတာပါပဲကိလေသာများလေဆရာများလေပါပဲပုထုဇဉ်ဘဝဟာဆရာအများဆုံးပါပဲပုထုဇဉ်ဆိုတဲ့ဇာကားကိုက ဆရာများသူလို့အဓိပ္ပာယ်ရပါတယ်ပုထုညာသောဇနဆရာပုထုဇနပုထုစဉ်ညာသောဆရာရှိသူဆရာများသူ လောကမှာ ကိုယ်အထက်ကလူတွေကိုဆရာဆရာလို့ခေါ်နေရတာသဘာဝပဲဒီကနေ့ခေတ်ဆိုရင် ခေါ်လိုက်ရတဲ့ဆရာတွေများသလားမမင်းနဲ့ဟိုလူလဲဆရာခေါ်ရဒီလူလဲဆရာခေါ်ရလုပ်ငန်းတစ်ခုအဖွဲ့အစည်းတစ်ခုမှာ ရာဒူးအဆင့်နှိမ့်နှိမ့်သွားလေခေါ်ရတဲ့ဆရာအကြီးအတွက်များများသွားလေပါပဲကို့အထက်ကလူတယောက်ရှိရင်ဆရာတယောက်ကို့အထက်ကလူ၁၀ယောက်ရှိရင်ဆရာ၁၀ယောက်ကို့အထက်မှာလူများလေကိုဆရာခေါ်ရတဲ့သူများလေပါပဲအောက်ဆုံးကလူဆိုရင်အားလုံးကိုဆရာခေါ်ရတော့တာပေါ့လူလူချင်းဆရာခေါ်ရတာထက်ကိလေသာကိုဆရာခေါ်ရတာကအစပေါင်းများစွာခေါ်ချက်နာပါတယ်လူလူချင်းဆရာခေါ်လိုက်ရလို့ ို့ဘဝနိုင်ကြမသွားနိုင်ပါဘူးကိလေသာကိုဆရာခေါ်လိုက်ရရင်တော့ကို့ဘဝနိုင်ကြသွားမှာပါဒီဘဝတည်းမကဘူးတန်ဉာမှာပါနိုင်ကြသွားမှာပါပစ္စုပန်ဘဝမှာရောတန်ဉာဘဝအဆက်ဆက်မှာပါ ကို့ဘဝအစဉ်တန်းမနိုင်ကြခြင်းမူဆိုရင်ဘယ်အယုံနဲ့ကြုံကြုံကိလေသာကိုဆရာမတင်မိအောင် အထူးသတိပြုကြရပါမယ်ကောင်းတဲ့အယုံကြောင့်ပဲဖြစ်ဖြစ်ဆိုးတဲ့အယုံကြောင့်ပဲဖြစ်ဖြစ် ကိလေသာကိုဆရာမတင်တော့ဘူးဆိုရင်ကိလေသာအပူမီးတွေရဲ့လောင်ကျွမ်းနှိမ့်ဆက်မှုမခံရတော့တဲ့အတွက်ငြိမ်းအေးသောဘဝပိုင်ရှင်ဖြစ်ပါပြီ။ကိုကကိလေသာကိုဆရာမတင်တော့ဘူးဆိုရင်သူတပားကကိလေသာကိုဆရာတင်ပါတယ်လို့ထင်မှဆွတ်ဆွဲလာရင်လည်းမတုံ့လှုပ်တော့ပါဘူး။ကို့မှာကိလေသာမဖြစ်ပါဘဲနဲ့ဖြစ်ပါတယ်လို့တစ်ဖက်သားကထင်မှဆွတ်ဆွဲလာတာတွေကို မတုံ့မလှုပ်ခံနိုင်ရရှိခြင်းဟာလည်း ငြိမ်းအေးသောဘဝပိုင်ရှင်တယောက်ရဲ့ရည်သွေးတစ်ခုပါပဲကိလေသာတစ်ခုခုဖြစ်နေတဲ့သူကိုပညာရှိသူတော်ကောင်းတွေကပဲဖြစ်ဖြစ်ပညာမဲ့သူယုံမာတွေကပဲဖြစ်ဖြစ်ကိလေသာ ဖြစ်နေသူလို့ဆွတ်ဆွဲခွင့်ရှိပါတယ်ရာဂကိလေသာဖြစ်ရင်ရာဂဖြစ်နေသူတတ်မှတ်နေသူဒေါသကိလေသာဖြစ်ရင်ဒေါသဖြစ်နေသူစိတ်ဆိုးနေသူ မာနကိလေသာဖြစ်ရင် မာနဖြစ်နေသူမန်ရစ်နေသူ စသည်အပြင်ပေါ့ ဘာကိလေသာမှမဖြစ်ဘူးဆိုရင်တော့ဘသူကမှကိလေသာဖြစ်နေသူကိုဆွတ်ဆွဲခွင့်မရှိတော့ပါဘူး။ဒါပေမဲ့လောကမှာလူကအမျိုးမျိုးရှိပါတယ်။တချို့ကကိုယ်မှာကိလေသာထူပြောတိုင်းယင်သည်မကြားသည်မလူတိုင်းကိုလည်းကိုယ်လိုပဲကိလေသာထူပြောနေမှာပဲလို့ပုံသေးတတ်မှတ် ပုံသေးတတ်မှတ်တတ်ကြပါတယ်။လိုအပ်မယ်ထင်ရင်ကိလေသာထူပြောသူလို့လည်းသူတစ်ပါးကိုဆွတ်ဆွဲတတ်ကြတယ်။အထူးသဖြင့်ချမ်းသာကြွယ်ဝသူ ထင်ပေါ်ကြော်ကြားသူဖုံးတကိုကြီးမားသူတွေကို ပို့ပြီးထင်မှဆွဆွဲတတ်ကြတယ်။အပေါ်ရန်အောင်မြင်မှုပုံရိပ်အကားတွေကိုကြည့်ပြီးကိုယ်စိတ်နဲ့နှိုင်းဆွဆွဲကြတာမို့တိတ်တော့အံ့ဩစရာမရှိပါဘူး။ဒီလိုအခြေအနေမျိုးသူရောက်ရင်ဒီလိုစိတ်မျိုးသူဖြစ်မှာမို့ဒီလိုသူဆွဆွဲတာသူ့စိတ်နဲ့သူနှိုင်းပြီးသူဆွဆွဲတာပါ။အောင်မြင်ကြော်ကြားတဲ့အလုပ်ကိုပဲဖြစ်ဖြစ် လူမသိသူမသိတဲ့အလုပ်ကိုပဲဖြစ်ဖြစ်ကိလေသာအရင်မခံမဲ ြူစင်တန့်ရှင်းတဲ့စိတ်နဲ့ကိုကလှုပ်ထားတယ်လှုပ်နေတယ်ဆိုရင်ဘသူတွေကဘလို့ပဲဆွဆွဲဆွဆွဲကဲ့ရဲ့ကဲ့ရဲ့ဘာမှတုံလှုပ်စရာမလိုပါဘူးဘာမှထက်စဉ်းစားနေစရာမလိုပါဘူးဘာမှပြန်လဲဖြည့်ရှင်းနေစရာမလိုပါဘူးကိုစိတ်ကိုအတီဆုံးကိုအလုပ်ကိုအတီဆုံးပါပဲကိုစိတ်အစဉ်တန်းကို သူများကသတ်မှတ်ပေးလို့မရပါဘူးသူများသတ်မှတ်ပေးတဲ့အတိုင်းကိုစိတ်အစဉ်တန်းဖြစ်တည်နေတာမဟုတ်ပါဘူးကိုစိတ်အစဉ်တန်းကို ကိုကိုတိုင်းပဲသတ်မှတ်ရတာပါသူများရဲ့သတ်မှတ်ပေးချက်တွေကိုရည်စရာလို့သဘောထားလိုက်ုံပါပဲအတိပယ်မဲ့ဝေဖန်ချက်တစ်ခုဟာဟာရယရွှင်စည်းတစ်ခုပြက်လုံးတစ်ခုပေါ့ငါဟာမရှိတော့ငါမှမထီဘူးပေါ့ငြိမ်းရသောဘဝပိုင်ရှင်ဖြစ်ဖို့အတွက်နောက်ရည်သွေးတစ်ခုကတော့တက်ရှိတက်မဲ့ဘဲရာကိုမှ ကိုပိုင်ဥစ္စာငါဟာလို့မတတ်မှတ်ခြင်းသို့မဟုတ်ကိုပိုင်နာဘာမှမရှိပါလားဆိုတဲ့အသည့် ဆွဲမြဲခိုင်မာခြင်းဆိုတဲ့ရည်သွေးပါပဲ။တက်ရှိတက်မဲ့ဘေးရာကိုမှကိုပိုင်ဥစ္စာငါဟာလို့သတ်မှတ်မထားတဲ့သူဟာအင်မတန်ချမ်းသာပါတယ်။ငြိမ်းအေးပါတယ်။တစုံတစ်ခုကိုကိုပိုင်ဥစ္စာလို့သတ်မှတ်ထားတဲ့စိတ်ငါဟာလို့ဆွဲနေတဲ့စိတ်ဟာအင်မတန်ပူလောင်ပါတယ်။အင်မတန်ဆင်းရဲပါတယ်။ဘောလုံးပွဲတစ်ပွဲကြည့်တဲ့အခါအသင်းတစ်ခုခုကိုဒီအသင်းငါအသင်းလို့သတ်မှတ်လိုက်တာနဲ့တပြိုင်နက်စိတ်ပူလောင်မှု စိတ်ဆင်းရဲမှုတွေတတိတတန်းကြီးဝင်ရောက်လာရပါတယ်။အသင်းတစ်ခုခုကိုဒါငါရက်ကွက်ရဲ့အသင်း၊ဒါငါမြို့နယ်ရဲ့အသင်း၊ဒါငါတိုင်းရဲ့အသင်း၊ဒါငါနိုင်ငံရဲ့အသင်းလို့သတ်မှတ်လိုက်တာဟာငါဥစ္စာငါဟာလို့သတ်မှတ်လိုက်တာဆွဲလိုက်တာနဲ့အတူတူပါပဲ။အသင်းတစ်ခုခုအသင်းတစ်ဖက်ဖက်ရဲ့အပေါ်မှာငါအသင်းဆိုတဲ့သိမ့်ပိုင်မှုလေးအစွဲလေးဝင်သွားတာနဲ့ငါအသင်းလို့သတ်မှတ်ထားတဲ့အသင်းကို ကိုရှူးခံရပြီဆိုရင်ဘယ်နဲ့နေမလဲဟာဟင်းနဲ့စိတ်တွေညစ်ကုန်ပြီနော်ငါဥစားလို့တိမ့်ပိုက်ချင်းကြောင့်ဒုက္ခဖြစ်ရတာပါပဲငါအသင်းလို့တတ်မှတ်ထားတဲ့အသင်းကတစ်ဖက်အသင်းကိုကိုရှူးလိုက်ပြီဆိုရင်လည်းလက်ခုပ်တွေတဖြောင်းဖြောင်းမြည်အောင်တီးလက်ဝါးတွေတစ်စစ်စစ်နာအောင်တီးပြီးတော့ဝမ်းသာလုံးတွေစုညက်ရီညက်ရီတွေကြကြအသံဝင်အောင်អော်ကြလက်ចောင်းနာအောင်ဟစ်ကြတချို့ဆိုဝမ်းသာလုံးစုပြီးမိမျောတဲ့အထိဖြစ်ကြအင်မတန်စိတ်ပင်ပန်းပါတယ် ဘယ်အသင်းကိုမှငါ့အသင်းလို့သတ်မှတ်မထားဘူးဆိုရင် ရှူးကျင်တဲ့အသင်းကရှူးကြ။ဩရှူးသွားပြီ။ဩဟိုဘက်ကဘန်နဂိုးရသွားပြီ။ဒီဘက်ကဘန်နဂိုးရသွားပြီ။အေးစစ်စစ်လေးပဲ။ဘယ်အသင်းကဘယ်အသင်းကိုဂိုးရှူးလို့မှလည်းတုံလုံးမှုမဖြစ်တော့ဘူး။ဘယ်အသင်းကနိုင်ပြီးဘယ်အသင်းကရှုံးလို့မှလည်းစိတ်မစင်းရဲရတော့ဘူး။တီတီငိမ့်ငိမ့်နဲ့စိတ်ချမ်းသာလိုက်တာ။ဒီပညာယူယုံမဲယူပြီးစိတ်လွတ်လပ်လိုက်တာငါဥစားလို့တိမ့်ပိုက်ချင်းဟာ ဆင်းရဲခြင်းရဲ့အကြောင်းပဲဆိုတာကိုဘောလုံးပွဲကြီးရှုခြင်းနဲ့အထင်ရှားဆုံးနမူနာပြလိုက်တာပါ ကို့ညံနဲ့ကိုကို့အတွေ့အကြုံနဲ့ကိုကျန်နာချက်ထွင်ပြီးတော့သဘောပေါက်ကြပြီးတော့လူသားတွေနေစဉ်နဲ့အမျှစိတ်ဆင်းရဲနေကြရတာဟာတက်ရှိတက်မဲ့အရာရာကိုငါဟာငါဟာနဲ့တိမ့်ပိုင်နေကြလို့ပါပဲမြင်သမျှအစင်းအယုံကိုလည်းငါဟာကြားသမျှအတန်အယုံကိုလည်းငါဟာနံသမျှအနံ့အယုံကိုလည်းငါဟာ စားသမျှအရသာအာယုံကိုလည်းငါဟာထီးသမျှအတွေ့အာယုံကိုလည်းငါဟာတွေးသမျှသဘောအာယုံကိုလည်းငါဟာအာယုံအလုံးကိုငါဟာလို့သိမ့်ပိုက်ထားမှုအာယုံအလုံးပေါ်ငါဥစ္စာဆွဲနဲ့တုံ့ပြန်မှုကြောင့်လူသားတွေမှာစိတ်ချမ်းသာမှုမရပဲစိတ်ဆင်းရဲနေကြရပါတယ်စိတ်အေးချမ်းမှုမရပဲစိတ်ဘူလောင်နေကြရပါတယ်ငါဟာလို့သိမ့်ပိုက်တယ်ဆိုတဲ့နေရာမှာလောကဥပဒေအရ တရားဝင်သိမ့်ပိုက်တာကိုပြောတာမဟုတ်ပါဘူးကို့စိတ်ထဲကနေကို့အစွဲကသိမ့်ပိုက်တာကိုပြောတာပါတကယ်တော့လောကဥပဒေရကိုပိုင်ပါတယ်ကို့ဥစ္စာပါလို့သိမ့်ပိုက်ထားသတ်မှတ်ထားတဲ့အရာတွေအလုံးဟာလဲကို့စိတ်ထဲကငါဟာအစွဲเจ้าသားကိုပိုင်တယ်လို့ထင်နေတာပါတကယ်တမ်းမပိုင်ပါဘူးဒါငါဥစ္စာဒါငါဟာလို့ထာဝရလက်ညှိုးညွန်ပြစရာဘာတစ်ခုမှမရှိပါဘူး ကိုပိုင်ဆိုင်တဲ့ပစ္စည်းဥစ္စာတွေအများကြီးရှိပေမဲ့ရှိသမျှအားလုံးကိုငှဟာလို့မပြောနိုင်ပါဘူး။သုံးစွဲနေတဲ့အခိုက်ကသုံးစွဲနေတဲ့ပစ္စည်းကိုသာယာယီအားဖြင့်ငှဟာလို့ပြောနိုင်ပါတယ်။မသုံးစွဲနေတဲ့ပစ္စည်းတွေအားလုံးကိုငှဟာလို့လုံးဝပြောလို့မရပါဘူး။ကိုနဲ့ဘာမှမဆိုင်သလိုသူတို့ဘာသာသူတို့တီးခြားရက်တီနေကြတာပါ။ကိုစုဆောင်တင်းစီထားတဲ့စာအုပ်များစွာတဲ့ကစာအုပ်တအုပ်ကို သူများခိုးယူသွားတယ်ဆိုပါစို့အဲ့ဒီစာအုပ်အခိုးခံရမှန်းလဲကိုမသိဘူးရှိတယ်ပဲထင်နေတယ်ရှိတယ်ပဲထင်နေတဲ့အတွက်ကြောင့်အဲ့ဒီစာအုပ်ကိုငါဟာလို့သတ်မှတ်ထားတော့မယ်ခိုးယူသွားတဲ့သူကလည်းသူခိုးယူလို့ရထားတဲ့အဲ့ဒီစာအုပ်ကိုငါဟာလို့သတ်မှတ်ထားလိုက်ပြီဘယ်မှလဲငါဟာဘယ်မှလဲငါစာအုပ်လောကဥပဒေရကိုတကယ်ပိုင်သည်ဖြစ်စေမပိုင်သည်ဖြစ်စေအယုံတစ်ခုကို ုံတွေ့ရလို့အဲ့ဒီအာယုံကိုတတ်မှတ်သွားတာဟာအဲ့ဒီအာယုံကိုငါဟာ ဝင်းစာကွင်းပိတ်ငါတတ်မှတ်စရာငါတတ်မှတ်ဖို့လို့တတ်မှတ်လိုက်လို့ပါပဲအဲ့ဒီအာယုံကိုစိတ်ဆိုးသွားတာဟာအဲ့ဒီအာယုံကိုငါဟာငါစိတ်ဆိုးစရာငါစိတ်ဆိုးဖို့လို့တတ်မှတ်လိုက်လို့ပါပဲဥပမာစတိုးဆိုင်နဲ့လှည့်ပတ်ကြည့်ရင်အဝတ်အထည်တစ်ခုခုကိုကိုနဲ့လိုက်မလိုက်၊ကြိုက်မကြိုက်စိတ်ကူးတွေကဝစ်စင်ကြည့်နေတာဟာအဲ့ဒီအဝတ်အထည်ကို စိတ်ထဲကနေ ငါဟာလို့တတ်မှတ်လိုက်လို့ပဲပေါ့တရားတကယ်အားထုတ်လို့တရားတကယ်သိသွားတဲ့ပုံကိုယ်တွေကတော့အချိန်နဲ့အမျှဖြစ်ပျက်ပြောင်းလဲသေဆုံးနေတဲ့ရုပ်တရားနံတရားတွေကိုမျက်စိနဲ့မြင်ရသလိုထင်ထင်ရှားရှားမြင်နေရတဲ့အတွက်ကြောင့်တက်ရှိတက်မဲ့ဘေးရာကိုမှငါဥစ္စာငါဟာလို့မသိမ့်ပိုက်မတတ်မှတ်တော့ပါဘူးကိုပိုင်နာဘာမှမရှိပါလားဆိုတဲ့အတိသာဆွဲဆွဲမြဲမြဲရှိနေပါတော့တယ် ်ငါဟာလို့သတ်မှတ်တဲ့စိတ်မရှိတော့တဲ့အတွက်အများကဒါမှမဟုတ်မိမိကိုယ်တိုင်အရင်ကငါဟာလို့သတ်မှတ်ထားတဲ့အရာတွေမရှိခြင်းကြောင့်စိတ်ထဲမှာဘာပူပန်တော့ကမှမဖြစ်တော့ပါဘူးမရှိခြင်းဆိုတဲ့နေရာမှာကိုလိုချင်တာမရသေးလို့မရှိတဲ့မရှိခြင်းရောရပြီးသားတွေပြက်စီးဆုံးရှုံးသွားလို့မရှိတဲ့မရှိခြင်းရောမရှိခြင်းနှမျိုးလုံးပါဝင်ပါတယ်ငါဟာအစွဲမရှိတဲ့သူဟာမရှိခြင်းနှမျိုးလုံးကြောင့် ဝမ်းနည်းပူဆွေးခြင်းစိတ်ဆင်းရဲခြင်းမဖြစ်ရတော့ပါဘူးငါမှထိတယ်ဆိုတာငါဟာရှိလို့ပါငါဟာမရှိရင်ငါမှမထိတော့ဘူးပေါ့တရားတတိတရားအတိကြောင့်ငါဥစ္စာငါဟာဆိုတဲ့အစွဲကင်းပြတ်နေတဲ့သူဟာဘလို့အခြေအနေမျိုးနဲ့ပဲကြုံကြုံတုံ့လုံမှုမရှိတော့တဲ့အတွက်ကြောင့်ငြိမ်းအေးသောဘဝပိုင်ရှင်ဖြစ်ပါပြီမလုံတဲ့နာလုံရင်မရှုပ်တဲ့နာရှုပ်မယ် ငြိမ်းချမ်းသောဘဝပိုင်ရှင်ဖြစ်ဖို့အတွက်နောက်ရည်သွေးတစ်ခုကတော့တက်ရှိပုံကိုတယောက်ယောက်အတွက်ကြောင်းပဲဖြစ်ဖြစ်တတ်မဲ့ဝိထုတစ်ခုခုအတွက်ကြောင်းပဲဖြစ်ဖြစ်မလုံတဲ့နာလုံးဝမလုံခြင်းသို့မဟုတ်အဂတိလိုက်စားမှုကင်းရှင်းခြင်းဆိုတဲ့ရည်သွေးပါပဲပါဠိတော်အတိုင်းဓာတ်ရိုက်ပြောရရင်တော့ယုံနံဓမ္မသင်္ခါရတရားတွေအတွက်ကြောင့်အဂတိမလိုက်ပါနဲ့တဲ့သူပဲငါပဲယောက်ျားပဲမိန်းမပဲလို့ခေါ်ဝေါ်တတ်မှတ်နေကြတဲ့ တရှိပုပ်ကိုအားလုံးရောရွှေပဲငွေပဲစားစရာပဲဝတ်စရာပဲလို့ခေါ်ဝေါ်သတ်မှတ်နေကြတဲ့တက်မဲ့တစ္စည်းဥစ္စာဝတ္ထုအားလုံးရောတရှိတက်မဲ့အားလုံးဟာပရမတ်မျက်လုံးနဲ့ကြည့်လိုက်မယ်ဆိုရင်ရုပ်တရားနံတရားသင်္ခါရတရားတွေပါပဲအဲ့ဒီရုပ်တရားနံတရားသင်္ခါရတရားတွေအတွက်ကြောင့်အာဂတိလိုက်တာမျိုးမဖြစ်ပါစေနဲ့တဲ့အာဂတိလိုက်တယ်ဆိုတာမရောက်တဲ့အရာဌာန မရောက်တဲ့နေရာကိုရောက်တာကိုပြောတာပါရှင်းအောင်ပြောရင်တော့မလုတ်တင်တာလုတ်တာပါပဲအဖြူကိုအမဲအမဲကိုအဖြူအနှိမ်ကိုအမြင့်အမြင့်ကိုအနှိမ်လုတ်တာဟာအာဂရီလိုက်တာပါမလုတ်တင်တာလုတ်တာပါကိုအတွက်ကြောင့်ပဲဖြစ်ဖြစ်သူများအတွက်ကြောင့်ပဲဖြစ်ဖြစ်ဘသူအတွက်ကြောင့်မှမလုတ်တင်တာမလုတ်ရပါဘူးစားဖို့အတွက်ကြောင့်ပဲဖြစ်ဖြစ်ဝတ်ဖို့အတွက်ကြောင့်ပဲဖြစ်ဖြစ်ဘာဝတ္ထုအတွက်ကြောင့်မှမလုတ်တင်တာမလုတ်ရပါဘူး တယောက်ယောက်တခုခုအတွက်ကြောင့်မလုံတဲ့နာလုံရင်အဂတိလိုက်တာပါပဲတယောက်ယောက်ကိုချစ်လို့ပဲဖြစ်ဖြစ်အဲ့ဒီတယောက်ယောက်ကိုအကြောင်းပြုပြီးရလာမဲ့ပစ္စည်းဝိထုတွေကိုမတ်မောလို့ပဲဖြစ်ဖြစ်မလုံတဲ့နာလုံခဲ့မယ်ဆိုရင်ချစ်ချင်းစန္ဒာကြောင့်အဂတိလိုက်မှုဖြစ်သွားပါတယ်စန္ဒာဂတိပေါ့တယောက်ယောက်ကိုမုံလို့ဒါမှမဟုတ်အဲ့ဒီတယောက်ယောက်ကြောင့်သူနဲ့ ူပတ်သက်ရာတွေရရှိသွားမဲ့အခွင့်အရေးတွေကိုမလိုလားလို့အလုတ်တင်တာလုတ်ခဲ့မယ်ဆိုရင်မုံချင်းဒေါသကြောင့်အာဂတိလိုက်မှုဖြစ်သွားပါတယ်ဒေါသဂတိပေါ့သူ့အကြောင်းကိုအကြောင်းအမှန်တိုင်းမသိလို့ဖြစ်ပေါ်လာမဲ့နောက်ဆက်တွဲအကျိုးတရားတွေကိုမစင်ကျင်တတ်လို့လုပ်ငန်းတဘာဝနဲ့ထုံတန်းဥပဒေကိုမကျွမ်းကျင်လို့မလုတ်တင်တာလုတ်ခဲ့မယ်ဆိုရင်မသိခြင်းမောဟကြောင့်အာဂတိလိုက်မှုဖြစ်သွားပါတယ် မောဟဂတိပေါ့ဒီလူဒီလူကိုကြောက်လို့ဖြစ်ပေါ်လာမဲ့နောက်ဆက်တွဲပြဿနာတွေကိုရင်မဆိုင်ရဲလို့ကို့အပေါ်အပြစ်ပုံချမှာဆိုလို့မလုတ်တင်တာလုတ်ခဲ့မယ်ဆိုရင်ကြောက်ချင်းဘရကြောင့်အာဂတိလိုက်မှုဖြစ်သွားပါတယ်ဘရဂတိပေါ်ထောင်လွားမှန်ရစ်ချင်းမာနာအယူဆလွဲမှားခြင်းဒိဋ္ဌိစိတ်ပြန့်လွင့်ခြင်းဩဒိစ္စတွေ့ဝေမဆုံးဖြတ်နိုင်ခြင်းဝီစီကိစ္စ အင်အားကြီးကိလေသာအနုတ္တိယတွေကြောင့်မလုံတဲ့နာလောက်ခဲ့မယ်ဆိုရင်လေမာနစသည်ကြောင့်အာဂတိလိုက်မှုဖြစ်သွားပါတယ်မာနာဂတိစသည်ပေါ့ဘာကြောင့်မဲလှုပ်လှုပ်မလှုပ်တဲ့နာ လုံးမိပြီဆိုရင်တော့မရှုပ်တဲ့နာရှုပ်တော့မှာပါပဲကိုယ်စိတ်လည်းမရှုပ်တဲ့မဲရှုပ်တော့မယ်ကိုယ်ဘဝလည်းမရှုပ်တဲ့မဲရှုပ်တော့မယ်သက်ဆိုင်ရာကာယကံရှင်တွေရဲ့ဘဝတွေလည်းမရှုပ်တဲ့မဲရှုပ်တော့မယ်အစိုးဆုံးကတော့ ကိုစိတ်မရှုပ်သင့်ပဲရှုပ်သွားတာပါပဲကိုဘွားနဲ့သူများဘွားရှုပ်သွားတာတွေဟာလည်းနောက်ဆုံးတော့ကိုစိတ်ရှုပ်ဖို့ပြန်ဖြစ်လာအောင်ပါပါငါမလုပ်သင့်တာလုပ်မိပြီဆိုတဲ့အတွေ့အကြောင်းတတိယတိုင်းကိုစိတ်ညှဉ်းနှွမ်းရပါတယ်ငါရဲ့မဟုတ်မဟန့်မဟုတ်မမှန်တဲ့လုပ်ရက်ဘယ်နှစ်ပေါ်ပေါက်သွားမလဲဆိုတဲ့စိုးရိမ်စိတ်ကြောင့်လဲကိုစိတ်ပူလောင်ရပါတယ်မမှန်တဲ့လုပ်ရက်ကြောင့်မဟန်တဲ့စိုးကြိုးတွေ တမလွန်မှာတေကြပေါက်ခံစားရတော့မှာပါလားဆိုတဲ့အတိကလည်းစိတ်ကိုအမြဲခြောက်လန့်နေပါတယ်။မလုံတဲ့နဲ့အလုပ်တွေနဲ့ဖန်တီးတိဆောက်ထားတဲ့ကိုဘွားရဲ့စီးစိမ်ချမ်းသာတွေကလည်းကိုစိတ်ကိုကျေနပ်မှုအပြေးဝမပေးနိုင်တဲ့အတွက်ကြောင့်ဘလောက်ပဲပြေစုံပြေစုံဘဝဟာပျော်စရာမကောင်းတော့ပါဘူး။ကိုကြောင့်ဘဝပြတ်သွားသူတွေက ကိုပေါ်ကလေးစားပြန်ချေကြတဲ့အခါမှာလဲကိုပြုခဲ့တော့ငါထက်အစပေါင်းများစွာ အတိုးနှုံးကြီးမတဲ့အတွက်ကြောင့်စိတ်ဆင်းရဲမှုတန်းကိုမရှုမလခံစားရအောင်ပါပါမရှုပ်တဲ့နာတွေမရှုပ်ရအောင်မလုံတဲ့နာမှန်သမျှလုံးဝမလုံမိဖို့အထူးသတိထားရပါမယ်ချစ်ချင်းမုန်းချင်းမတိချင်းကြောက်ချင်းဗာချင်းကြောင့်မှမလုံတဲ့နာမလုံတော့ဘူးဆိုရင်တော့မရှုပ်တဲ့နာမရှုပ်တော့ပဲမရှုပ်တဲ့နာမရှုပ်တော့တဲ့အတွက်ရည်ရည်သောဘဝပိုင်ရှင်ဖြစ်ပါပြီ။ အပမာဒေနတမ္မာဒေတာရင်ရည်သောဘဝပိုင်ရှင်တရားတော်ရဲ့လူရင်းအနှစ်ချုပ်ကတော့တဏ္ဏကင်းမှငြိမ်းအေးမယ်ငြိမ်းအေးခြင်းရင်တဏ္ဏကင်းအောင်အားထုတ်ပါဒါပါပဲတဏ္ဏကင်းပြီဆိုမှတော့ကြံတဲ့ကိလေသာအလုံးလဲကင်းပါပြီတဏ္ဏကင်းအောင်အားထုတ်လို့ပြောလိုက်ရင်ကိလေသာအလုံးကင်းအောင် အားထုတ်လို့ပြောတာနဲ့အတိပဲအတူတူပါပဲစိတ်မှာကိလေသာကင်းရင် ကိုယ်အလုံးနှုတ်အပြောတွေလည်း တန့်ရှင်းစင်ကြယ်ပြီးအပြစ်ကင်းသွားပါလိမ့်မယ်။စိတ်မှာကိလေသာကင်းရင်ကင်းသလောက်ငြိမ်းအေးတဲ့ဘဝကိုရရှိပိုင်ဆိုင်ကြမှာပါ။ကိလေသာနည်းနည်းကင်းရင်ဘဝနည်းနည်းငြိမ်းအေးမယ်။ကိလေသာများများကင်းရင်ဘဝများများငြိမ်းအေးမယ်။ကိလေသာလုံးဝကင်းရင်တော့ဘဝလုံးဝငြိမ်းအေးမယ်။ကိလေသာငြိမ်းအေးဖို့အတွက်တစ်ခုတည်းသောနိလန်းဖြစ်တဲ့သတိပဋ္ဌာန်ဝိပဿနာတရားကို တရားနာပရိသတ်များစွမ်းနိုင်သမျှစူးစမ်းအားထုတ်နိုင်ကြပါစေစူးစမ်းအားထုတ်နိုင်ကြတဲ့အတိုင်းလဲပဲဝိပဿနာဉာဏ်တွေအစဉ်စစ်တက်မဉဏ်ဖူးဉာဏ်တွေအစဉ်စစ်တက်ပြီးတော့နိဗ္ဗာန်ချမ်းသာကိုဒီဘဝဒီခန္ဓာနောက်ဆုံးအဖြစ်နဲ့မျက်မှောက်ပြုနိုင်ကြပါစေလို့ဆုတောင်းရင်ဦးဇင်းတို့ရဲ့တရားကိုဤကုံချုပ်ပါတော့မယ်တရားနာပရိသတ်များအလုံးလက်အုပ်ချီထားကြပါအရေးကြီးဆုံးစကားတစ်ခွန်းနဲ့ တရားဏီကုံချုပ်ပါတော့မယ်အပမဒေနတမ္မာဒေတာအပမဒေနမမေမလျော့မပေါမစပြင်းပြထက်သန်မှန်ကန်သောသတိတရားဖြင့်တမ္မာဒေတာတီလတမာတိပညာဟုဆိုအပ်သောတိတ်ခါသုံးပါးတို့ကိုကိုစီကိုင့ပြည့်စုံအောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်းတာဓုတာဓုတာဓုပါဗျာ တရားသိမေတ္တာဖို့အရက်ဆယ်မျက်နှာ၌ရှိကြသောနတ်လူတ attva အာလုံးတို့သည်ဘေးရန်ယောဂါကင်းစင်ကွာ၍ကိုယ်စိတ်နှဖျားစမ်းမာချမ်းသာကြပါစေဟုတ်ကဲ့ပါရှင်ဒီစီရတော့ရှင်သနာဓိကရွှေပါရမီတော်ရရဲ့ငြိမ်းရေးသောဘဝပိုင်ရှင်ဆိုတဲ့စာအုပ်လေးကတော့ဒီမှာပဲအဆုံးသတ်သွားခဲ့ပါပြီရှင်ဒီမှာလေကျွန်တော်တခုလောက် request လုပ်ချင်တာကလေအာနားထောင်တဲ့ဒီနားစင်တဲ့ လစ်ကာရီထဲမှာနားဆင်တဲ့သူတွေထဲမှာပေါ့နော်။အော်ဘုရားဘာသာမဟုတ်တဲ့တခြားဘာသာတွေလည်းရှိမှာပေါ့နော်။ဘာသာခြားတွေအတွက်ဂျာကိုနားထောင်လိုက်လို့အနောက်ချက်ဖြစ်သွားမယ်ဆိုလို့ရှင်။ဒီခဏလေးပြပါလို့ပြောချင်ပါတယ်။ဒါစာအုပ်စာအုပ်အနေနဲ့ပဲကျွန်တော်ကဖတ်လိုက်တာဖြစ်ပါတယ်ပေါ့နော်။ဟိုယူခြင်းမယူခြင်းနားခြင်းမနားခြင်းနားထောင်ခြင်းမနားထောင်ခြင်းကတော့ဟိုနားထောင်တဲ့နားဆင်တဲ့သူတွေပေါ်မှာမူတည်ပါတယ်လို့ခဏနေကြရင်လေကျွန်တော်ကဘာသာခြားတွေအတွက်ဒါ ဟိုတရားစာအုပ်ကြီးဖတ်ပြတယ်အဲ့လိုဖြစ်နေမှာဆိုလို့ဟောဒါလေးကိုပြောပြတာပါရှင်ဟုတ်ကဲ့ပါရှင်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက်ထပ်စာအုပ်တင်လေးတွေဖတ်ပြတဲ့အခါမှာပြန်လည်ဆုံတွေ့ကြပါမယ်ရှင်အားလုံးပဲဘေးရန်ကင်းရှင်းကြပါစေ thank you